ားလုံးပဲမင်္ဂလာပါရှင်။9 million channel ကနေကြိုဆိုလိုက်ပါရယ်။ဒီကနေ့မှာတော့စာရင်သူအကကျော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်းရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့မရစ်စရာမျိုးဟောင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်။ဇလန်းလေးမစားတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်းတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်မိခါရုဟာမေရစ်စရာမြို့ဟောင်းကြီးရဲ့အတွင်ကိုစဲသက်လာခဲ့ပါတယ်မြို့ဟောင်းကြီးမှာကြံရှိနေတဲ့အုပ်ချက်တွေအမှုပညာဘီသူကလက်ရာတွေကိုကြည့်လိုက်ုံနဲ့အဲ့ဒီမြို့ကြီးဟာရေကျေးမှုအစင်တန်မြင့်မာတဲ့မြို့ကြီးတစ်မြို့လို့ယူဆရပါတယ်နန်းတော်ရဟောင်းကိုဖျက်တမ်းပြီးအနောက်ဆူးဆူးကိုဆက်လက်ခရီးနေလာခဲ့ကြတဲ့အခါမှာတော့တောင်ကုန်းလေးတစ်ခုအနီးကိုရောက်လာခဲ့ပါတယ်။တောင်ကုန်းကလေးကတော့လူတရက်ခန့်မြင့်မားတာကိုလည်းတွေ့ရပါတယ်။တောင်ကုန်းကလေးရဲ့အပေါ်မှာတော့ မြည်သည့်သစ်ပင်မှာမပေါက်ရောက်ပဲနဲ့မျက်ရည်ရီသားဖုံးလန်းထားပါတယ်ဒီနေရာပဲဦးကြီးတို့ဟောတာကဘေးမကြီးရဲ့တင်းကြိုင်တော်ကြီးပဲမိခါကလည်းမျက်မှောင်ကျုပ်လိုက်ကတင်းကြိုင်တော်ကြီးလိုလည်းပြောသေးတယ်တောင်ကုန်းတစ်ခုလိုပါပဲလားအိုက်ကောင်းကလည်းကောင်းခါလိုက်ကမဟုတ်ဘူးကလေးမအရင်တုန်းကတော့ဒီကူတင်းကြိုင်ကြီးကကြီးမာခန့်ထဲတဲ့အဆောက်အဦကြီးတစ်ခုဖြစ်ခဲ့တယ်ရသေးကြီးရဲ့အတွေ့အကြုံအရဒီနေရာမှာတန်တောင်40မြင်းနဲ့ဗိမာန်တော်ကြီးတစ်ခုရှိခဲ့ဘူးတယ်လို့ဆိုတယ် ဒါပေမဲ့ဘေးမကြီးတည်တဲ့အခါမှာတခြားတိုက်ပြည်တွေကလာရောက်ကျူးကျော်ပြီးတော့မြို့ကြီးကိုရောဘိမ့်မန်တော်ကြီးကိုပါဖျက်ဆီးပြီးတော့အဖိုးတန်တာမှတ်သမျှကိုယူငင်သွားခဲ့ကြတယ်။ဒါဆိုယေဒနာတွေကရောယေဒနာတွေကဘိမ့်မန်တော်ကြီးရဲ့မြေအောက်ထပ်မှာရှိရာကြောင့်သူတို့ယူငင်တို့မရနိုင်ဘူးကွ။အိုက်ကောင်းကလည်းမိုးသီးကိုကြည့်လိုက်ကကောင်းလေအဲ့ဒီတဲကိုဝင်နေဝေပေါက်ရှိသလား။ဝင်ပေါက်ကတော့အနောက်ဘက်ကိုမျက်နှာလှည့်ထားပါလေ။အနောက်ဘက်ကိုပတ်ပြီးတော့သွားနိုင်ရပါလေ။မိုးသီးကလည်းတောင်ကုန်းကလေးရဲ့အနောက်ဘက်ကိုပတ်ပြီးတော့သွားလိုက်ပါလေ။ မကြခင်မှာပဲတောင်ကုန်းအနောက်ဘက်ကိုရောက်တဲ့အခါမှာတော့ဂူပဝါတစ်ခုကိုတွေ့လိုက်ရပြီးတော့ဂူပဝါရဲ့အရှိန်မှာတော့အထုပ်ပိုးတွေတစ်တာကြီးတွေပုံအောနေရကိုတွေ့ရပါတယ်။ဒါတွေကဘာတွေများလဲ။မိခလည်းမေးလိုက်တဲ့အခါမှာတော့မိုးတီကလည်းအရင်တော့ကဒီနေရာကိုလာခဲ့ကြတဲ့တိုက်တူးသမားတွေကြံနေခဲ့တဲ့အထုပ်ပိုးပစ္စည်းတွေပဲ။သူတို့တွေတင်းကျိုင်းတော်ကြီးတွေဝင်သွားပြီးခဲ့တဲ့ကပြန်ထွက်မလာနိုင်တော့ဘူးလေ။ဒါဆိုတို့တွေလည်းဝင်ကြစို့။စေတလုံးကလည်းဝင်ပေါက်တကားမကြီးစီကိုရှောက်သွားပါတယ်။အိုက်ကောင်ကလည်းစေတလုံးကိုတားမြစ်လိုက်ပြီးတော့ ညဘက်မိုးမချုံမချင်းငါတို့ဝင်လို့မရသေးဘူး။ဘာဖြစ်လို့လဲ။ခမရတို့ပြောတော့သေးချိုင်းတော်ကြီးကိုလာရဲ့အလေးအောင်စွမ်းအားနဲ့ထိချုပ်ထားတယ်ဆိုဗျ။အခုကနေကင်းဘက်ဆိုတော့လာရောက်မှမရှိတာ။ဒီလိုအချိန်မှဝင်ဖို့မဖြစ်နိုင်ဘူးလား။မလုတ်ပါနဲ့ဦးကြီးစိန်တလုံး။ဆရာကြီးကမှားလိုက်တာတခုရှိရဲ။ဒီကူသေးချိုင်းကြီးကနေမှာတမျိုးညမှာတမျိုးပြောင်းလဲတတ်တယ်တဲ့။မိခါပြောလိုက်တာကြောင့်မို့စိန်တလုံးကလည်းအနောက်ဆုတ်သွားပါလေ။အိုက်ကောင်းကလည်းခေါင်းကျင်ရင်နဲ့ဟုတ်တယ်ကလေးမရေသိကြီးကပြောခဲ့တယ်။ ဗိမာန်တော်ကြီးရဲ့ကိုနေဘက်ဝင်တဲ့လူဟာတေလန့်ကိုတွားရလိမ့်မယ်။ညဘက်ဝင်မှသာဖီရင်မကိုဖူးတရလိမ့်မယ်တဲ့။ဒီအဆိုရဆိုရင်တော့ဒီကူသေးញိုင်းကြီးတဲ့ကိုနေဘက်ဝင်တာဟာတေလန့်ကိုတွားတာနဲ့အတူတူပဲ။ဒါဆိုကျုပ်တို့ဘယ်ချိန်ဝင်ကြမလဲ။တို့တွေခဏတော့စောင့်ကြတာပေါ့ကွာ။ညနေစာစားတော့ပြီးရဲ့အခါမှာတော့လာထွက်လာတဲ့အချိန်ကျရင်အဲ့ဒီထဲကိုဝင်ကြတာပေါ့။အိုက်ကောင်းရဲ့စကားကိုအားလုံးကလည်းလက်ခံလိုက်ပါတယ်။ကူအဝင်ဝနီးမှာပဲမိဖို့ကြီးတစ်ခုကိုဖိုးလိုက်ပြီးတော့အရေလူတွေကြမ်းရှိနေခဲ့တဲ့ စာအုပ်စာကွက်တွေနဲ့ချက်ပြုတ်ကြပါတယ်။အနီးနားမှာတော့စမ်းကြောင်းလေးတစ်ခုရှိနေရမလို့အဲဒီစမ်းကြောင်းလေးကရေကိုခတ်ပြီးတော့ထမင်းဟင်းတွေကိုချက်ပြုတ်လိုက်ပါတယ်။မိခါလည်းအထုပ်ပိုးတွေအတွင်းကနေစံစည်ပဲစည်တွေကိုလက်နဲ့နှိုက်ကြည့်လိုက်ကဦးကြီးစိတ်တလုံးဒီမှာကြည်စမ်းစံစည်တွေကမှုတွေပိုးတွေမထိုးတဲ့ပြင်ပဲစည်တွေကလည်းလက်ဆက်နေရပဲ။ဒါဟုကြည့်ချင်းရဖြင့်ဒီကုသင်းကြီးတွေကိုအရင်ဝင်သွားတဲ့အဖွဲတွေကတိတ်မကြသေးဘူးလို့ခံမရတာပဲ။ဘာပဲဖြစ်ဖြစ်ငါတို့သတိကြီးကြီးတော့ထားမှဖြစ်မယ်မိခါ။ ထမင်းစားတော့ပြီးတဲ့အခါမှာတော့ညမိုးထုတ်သွားပြီးဖြစ်ပါတယ်။လူကြီးတွေကလည်းဂူသေးညာကြီးအတွင်ကိုဝင်ဖို့အတွက်မီးယူရန်ကြီးတွေကိုပြင်ဆင်နေကြပါတယ်။ကဲလာလဲထွက်ပြီးဆိုတော့အစင်သေးဖြစ်ပြီးဟိတ်ငါတို့တွေဝင်ကြရအောင်။မိုးသီးကလည်းအထဲဝင်ရအတွက်တွန်းဆုံနေပါတယ်။မိုးသီးမင်းရောငါတို့နဲ့လိုက်ဦးမလား။ကျုပ်ကျုပ်မလိုက်ရှင်ဘူးဗျာ။အဖေကပြောထားတယ်ဒီဂူသေးညာကြီးရဲ့ကိုမဝင်ရဘူးတဲ့။မဝင်ရင်လည်းပြီးတာပါပဲကွာ။ငါတို့နဲ့လိုက်ဝင်မယ်ဆိုရင်တော့မေးလန်နဲ့တန်တန်တလောက်တော့ရေတနာတွေရမှာကွာ။ မင်းစစ်သားကြည့်လိုက်စမ်းမိုးဒီယာဒီယတနာရီသားတပုတ်တပိုက်ကြီးရမယ်ဆိုရင်ငါတို့တွေကုန်ချမ်းသာပြီကွမင်းနဲ့မင်းအဖေလည်းအခုလိုလိုတောကျုံအောင်ကြားထဲမှာနေစရာမလိုတော့ဘူးကွာအဲ့ကောင်ရဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့မိုးဒီကလည်းမျက်လုံးလေးအယောင်လက်လာပါတယ်ဒါဆိုကြုတ်လေလိုက်မယ်ဗျာအေးဒီလိုမှပေါ့ကွအဲ့ကောင်ကလည်းလူအားလုံးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ကဲဒီချိန်ကစပြီးတော့ငါတို့အားလုံးကတလေတဲ့စီတခီးတဲ့သွားတဲ့လူတွေဖြစ်သွားကြပြီဒါကြောင့်မလို့တယောက်နဲ့တယောက်ရံမဖြစ်ကြဘဲနဲ့ အားလုံးကောင်းစားရေးအတွက်တာတူညီမျှလုပ်ကိုင်ဆောင်ရွက်ကြရမယ်။ဟုတ်ပြီလား။မိခါတို့ကလည်းကောင်းကြည့်လိုက်ပါတယ်။အိုက်ကောင်းကလည်းပရပိုက်ကိုထုတ်လိုက်ကဖွင့်ဖက်ရင်းနဲ့ငါတို့တွေဝင်ကြမယ်ဟဲ့။တောင်ကုန်းလေးရဲ့အောက်ဘက်မှာရှိတဲ့လှိုင်ကောင်းပုံကြီးတစ်ခုတွဲကိုဝင်ရောက်လာခဲ့ပါတယ်။လေကားတစ်တွေအတိုင်းဆင်းသက်လာရင်းနဲ့ညီအောင်အနှက်ဆယ်ပေကန်းကိုရောက်တဲ့အခါမှာတော့ရှောင်းလန်းကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။ရှောင်းလန်းကြီးကတော့အမောင်တီကြနေရမလို့မီးရှူရိုင်ကြီးတွေကိုထုံးလိုက်ရပါတယ်။အရှိန်မှာတော့ကြောက်တကားချက်ကြီးတစ်ခုကိုတွေ့ရပါတယ်။ ကျောက်တကားချက်ကြီးကလည်းအလွန်ကိုခိုင်မာလှပြီးတော့ကနုတ်ပန်းတွေပန်းကပ်ပန်းတွေတွေနဲ့ထွင်ထူအလှဆင်ထားပါလေမိခလည်းဒေဝဆက်ကူနီနဲ့အမင်းအာယုံကိုဖြန့်ကျက်လိုက်တဲ့အခါမှာတော့ရှောင်းလန်းကြီးတစ်ခုလုံးနဲ့ကျောက်တကားချက်ကြီးတွေမှာမော်ပညာဆက်တွေတက်ဆင်ထားတာကိုအာယုံခံမိပါတယ်ကျောက်တကားကြီးစီကိုရောက်တဲ့အခါမှာတော့အိုက်ကောင်းကကျောက်တကားကြီးကိုလက်နဲ့ထိရန်ကြိုးစားလိုက်ပါတယ်မထိနဲ့ဦးကြီးအိုက်ကောင်းမိခကထအော်လိုက်တာမို့လို့အာလုံးကထိတ်လန့်သွားပါတယ်ဘာဖြစ်လို့လဲမိခ ဒီကြောင်တကားကြီးမှာမှွန်ဆက်လက်နက်တွေတပ်ဆင်ထားတယ်။သူ့ကိုထိမိကြိုက်မိရင်မကောင်းတဲ့ဆက်လက်နက်တွေထွက်လာလိမ့်မယ်ထင်တယ်။မိုးတီးကလည်းဦးကြီးတို့ပရပိုက်ထဲမှာဒီကြောင်တကားကြီးကိုဖွင့်နိုင်တဲ့နည်းတွေမရေးထားဘူးလား။ရေးတော့ရေးထားတယ်ကွ။ဒါကနေငါတစ်ခုပဲ။နေအလုံးအနောက်ကိုပြေးလိုက်ပါ။လမ်းတစ်ခုကိုတွေ့ရမှာတဲ့။အဲ့လိုရေးထားတယ်။ကျောက်တကားကြီးကိုကြည့်လိုက်တဲ့အခါမှာတော့ကျောက်တကားကြီးရဲ့တကားတစ်ချမ်းမှာနေလုံးပုံစံနဲ့လူသားတွေရဲ့ပုံစံကိုရေးဆွဲထားပြီးတော့ ကျန်တဲ့တကားတချမ်းမှာတော့လာမင်းပုံစံနဲ့မိမတယောက်ရဲ့ပုံကိုရွေးဆွဲထားပါတယ်။မိခကလည်းတကားကြီးကိုအသေးချာကြည့်လိုက်တဲ့အခါမှာတော့နေလုံးပုံနဲ့လာမင်းပုံတို့မှာထူးဆန်းနေတဲ့အလင်းရောင်တွေဝင်လက်နေရကိုတွေ့ရပါတယ်။နေလုံးကဒီမှမဟုတ်လား။စိတ်တလုံးကလည်းနေလုံးပုံကိုလက်ညှိုးညှို့လိုက်ပါတယ်။အဲဒီခါမှာတော့အိုက်ကောင်းကလည်းနေလုံးအနောက်ကိုလိုက်ရမှာဆိုတော့နေလုံးပုံစံကိုနှိပ်လိုက်ရမှာကိုပြောတာထင်တယ်။အိုက်ကောင်းရဲ့အကြံကိုဘသူကမှမကန့်ကွက်တာမို့လို့အိုက်ကောင်းကလည်းနေလုံးပုံစံကိုလက်နဲ့နှိပ်ဖို့အတွက်လက်လန်းလိုက်ပါတယ်။ အဲ့ဒီခါမှာတော့မိခါကလည်းနေအောင်ဦးကြည့်အိုက်ကောင်းဘာဖြစ်လို့လဲမင်းကလေးလင်ကာအရတော့နေလုံးနောက်ကိုလိုက်ရမယ်လို့ဆိုထားတယ်မဟုတ်လားနေလုံးကိုနှိပ်ခိုင်းတာမှမဟုတ်တာနေလုံးကိုနှိပ်ပြီးရင်တကားပွေသွားမယ်လို့ဆိုလိုချင်တာမဟုတ်ဘူးလားအဲ့ဒါဆိုရင်နေလုံးကိုနှိပ်ပါလို့ရေးထားမှာပေါ့အခုကနေလုံးနောက်ကိုလိုက်ပါဆိုတော့နေရဲ့အနောက်ကိုလိုက်နေတဲ့အရာတစ်ခုကိုဆိုလိုချင်တာပဲဖြစ်ရမယ်နေရဲ့အနောက်ကိုလိုက်နေတာဘယ်ဟာဖြစ်မလဲနေဝင်ပြီးလာထွက်တယ်မဟုတ်လားအေးဒါဆိုရင်လာချမ်းပုံကိုပြောတာဖြစ်မယ်တော့ မိခကလည်းကောင်းကြီးပြလိုက်တဲ့အခါမှာတော့အိုက်ကောင်းကလာချမ်းပုတ်ကိုလက်နဲ့ပုတ်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့ဂျေးကနေအတန်ကြီးမိဟီကကြောက်တကားကြီးကလည်းဘေးနှစ်ဖက်ကိုပွင့်ထွက်သွားပါတယ်။မိခတို့လူတစုကလည်းဝါသာသွားပြီးတော့အတွင်းကိုဝင်လာခဲ့ပါတယ်။မိခတို့ဝေးရောက်ပြီးတဲ့အခါမှာတော့ကြောက်တကားကြီးကပြန်ပိတ်သွားပါတယ်။အတွင်းမှာတော့ကြောက်ပြားချက်တွေခင်းထားတဲ့လမ်းမကြီးတစ်ခုရှိနေပါတယ်။မိခကလည်းအမြင်ပြန့်ချက်လိုက်တာနဲ့ကြောက်ပြားချက်တွေမှာမှော်စွမ်းအင်းတွေဝေးလက်နေရာကိုတွေ့ရပါတယ်။အားလုံးပဲရက်လိုက်ကြပါ မိခအော်လိုက်တာမလို့အားလုံးကလည်းအချိန်တက်သွားပါတယ်။ဒါပေမဲ့စိတ်တလုံးကလည်းကြောက်ပြချက်တစ်ခုပေါ်ကိုခြေထောက်ချပြီးတော့မှဆဲဆဲမှရပ်တန့်သွားပါတယ်။ဘာဖြစ်လို့လဲမိခကြောက်ပြချက်တွေမှာမော်ပညာရက်တွေကိုတွေ့နေရတယ်။ဒါပေမဲ့စိတ်တလုံးကအဲ့ဒီကြောက်ပြချက်ပေါ်ကိုအမှတ်မထင်ဘဲနဲ့ခြေချမိသွားပါတယ်။ကြောက်ပြချက်ကလည်းအောက်ကိုအသာနှိမ်ဝင်သွားကကြောက်ခင်းလန်းကြီးရဲ့မျက်နှာစာအရှိကနေမြားတံတွေပြေးထွက်လာပါတယ်။မြားတံတွေကလည်းတာမန်မြားတံတွေမဟုတ်ဘဲနဲ့ပြာလဲရောင်အလေးများထိတ်လင်းနေတဲ့ ညတဲ့တွင်ပဲဖြစ်ပါတယ်။အဲ့ဒီခါမှာတော့အိုက်ကြားဆိုတဲ့လူကလွေအတွင်းကနေတစ်သားပြားကြီးတစ်ခုကိုထုတ်လိုက်ပါတယ်။အဲ့ဒီတစ်သားပြားကြီးကိုလေးဘိုးကိုပြစ်တင်ပြီးတော့ဝှေ့ရမ်းလိုက်တဲ့အခါမှာတော့တစ်သားပြားကြီးအဖြစ်ကနေထမင်းစပွဲဝါရွယ်စားရှိတဲ့ဒိုင်းကြီးတစ်ခုဖြစ်သွားပါတယ်။အိုက်ကြားကလည်းအဲ့ဒီဒိုင်းကြီးကိုလက်နဲ့ပုတ်တက်လိုက်တဲ့အခါမှာတော့ဒိုင်းကြီးကလည်းကြေးဝါရောင်အလင်းတက်တွေဝဲလာလာပါတယ်။လာကြဟိဒိုင်းနောက်ကို ပုံကြ။အိုက်ကောင်ကအော်လိုက်တာနဲ့မိခါရုကလည်းဒိုင်းအနောက်ကိုဝေပုံးလိုက်ပါတယ်။ ညာရံတွေကလည်းပြားပုံးနေကဲသို့တဝီဝီအော်ဟစ်ပြေးလာပါတယ်။ဟောဒီတိုင်းကတော်ယုံမှော့ပညာလောက်ကိုတော့တားဆီးနိုင်ပါတယ်ကွ။ညာရံတွေကလည်းဒိုင်းကြီးမှာတထောက်ထောက်နဲ့ပြေးဆိုင်ပါတယ်။စိုက်ဖန်များလာတဲ့အခါမှာတော့ညာဥချုံထိပ်ပိုင်းတွေဟာဒိုင်းကြီးကိုပဲထိုးပေါက်ကဝေရောက်လာပါတယ်။ခဏများကြာတဲ့အခါမှာတော့ညာရံတွေဟာရက်တံသွားပါတယ်။ဇပွဲကြီးနဲ့တူတဲ့တေသားဒိုင်းကကြီးမှာတော့ညာရံတွေဟာမရေမတွက်နိုင်လောက်အောင်ထိုးဆိုင်ဝေရောက်နေတာဟာဖြူတကောင်ရဲ့ကြောကုတ်တစ်ဖွဲဖြစ်နေပါတော့တယ်။ ကြခင်မှာပဲမြားတဲ့တွေကတဝုံဝုံအတန်ပြီးပြီးတော့ပောက်ကွဲကုန်ပါတယ်။အိုက်ကြကလည်းဒိုင်းကြီးကိုရှောက်လန်းမပေးကိုလွတ်ပစ်လိုက်တဲ့အခါမှာတော့ဒိုင်းကြီးကလည်းတစားစီကွဲပြက်စီးသွားပါတယ်။အဲဒီခါမှာတော့ရှောက်လန်းကြီးရဲ့နှပေးမှာလူရိုးစုတွေကိုမြင်တွေ့လိုက်ရပါတယ်။ဟမ်လူတွေတေထားတာမနှဲပါလား။ဟုတ်တယ်။အေကန်နာဒီမြားချက်တွေကြောင့်ပဲဖြစ်ရမယ်။အိုက်ကောင်းကလည်းပရပိုက်ကိုလှန်လိုက်ကအသေးစိတ်တော့မရေးထားဘူး။ဒါပေမဲ့မှားရင်းနဲ့အကွက်ကိုခြေချမိရင်တော့တေပြေးနဲ့ရင်ဆိုင်ရမယ်တဲ့။ ခုနကတကွက်မှားနေတာတော့မှသိမလောက်ဖြစ်ခဲ့တာဒီအကွက်တွေအများကြီးကိုသာမှားနေမိရင်တော့ကျုပ်တို့အကုန်မသားပေါကုန်မှာပဲမိခါလည်းကြောက်ပြားတွေကိုအကဲခတ်ကြည့်လိုက်တဲ့အခါမှာတော့တချို့ကြောက်ပြားတွေမှာလည်းမော်ပညာနဲ့ပတ်သက်တဲ့တဲလုံစာကိုမတွေ့ရပါဘူးကဲအားလုံးကျမရဲ့နောက်ကိုလိုက်ခဲ့ကြကျမနေနဲ့ကြောက်ပြားကိုလိုက်နေကြနော်မိခါမင်းဖြစ်ပါမလားစိတ်စလုံးကပြောဆိုနေတဲ့အချိန်မှာပဲမိခါကကြောက်ပြားတစ်ချက်ကိုနင်းသွားပါတယ်အတဲကြတဲ့တိုင်အောင်ဘာမှမဖြစ်တာမို့လို့ မိခါနင်းတဲ့ကြောက်ပြားကိုလိုက်နင်းကြပါတယ်မိခါအရှိမနင်းသွားရင်လည်းမကြခင်အချိန်တွင်မှပဲကြောက်ခင်းလမ်းမကြီးကိုဖျက်ကျော်ခဲ့ပြီးဖြစ်ပါတယ်ကြောက်တကားတစ်ခုကိုတွန်းပွင့်လိုက်တဲ့အခါမှာတော့အတွင်မှာတော့ခမ်းမကြီးတရံကျယ်ဝန်းတဲ့နေရာတစ်ခုကိုရောက်ရှိလာပါတယ်ဒါပေမဲ့လည်းအမောင်တီကြာနေရမလို့ခမ်းမကြီးဟာမိမကျယ်ဝန်းတော်ကိုခံမဲလို့မရပါဘူးလူကြီးတွေကန်ဆောင်ထားတဲ့မိရှူးတိုင်တွေကလည်းကြောက်ပြားလမ်းမှာကြာကျန်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအမောက်တို့အတွင်ကနေပြေးလွှားနေတဲ့ခြေလမ်းတွေကိုကြားလိုက်ရပါတယ် အဲဒီနောက်မှာတော့မီးလင်းရောင်တွေထိတ်လင်းလာပါတယ်။လူတစုကလည်းမိခါတို့ကိုဝန်းရံထားပြီးဖြစ်မှန်းကိုသိလိုက်ပါတယ်။အဲဒီလူတွေကတော့ကျင်းနေအောင်ကဲသူတို့အသားရည်တွေဖြစ်ပြီးတော့နီးဆက်ဆက်နေဖြစ်ကခေါင်းပေါင်းကြီးတွေကိုပေါင်းထားပါတယ်။သူတို့တွေကလည်းအဲဒီလူတွေကိုတိုက်ခိုက်ရပြင်ဆင်လိုက်တဲ့အချိန်မှာတော့အုတ်တုတ်ချွတ်ချွတ်ကြီးဝှစ်ဆင်ထားတဲ့လူကြီးတို့ကအရှိတ်ကိုတိုးကပ်လာပါတယ်။ကြည့်ရတာငါတို့နဲ့အကြံတူတဲ့လူတွေရောက်လာတာဖြစ်မယ်။မင်းတို့ခုခံဖို့မကြိုးစားနဲ့။ငါတို့လူစုကလူ20ကျော်တယ်။ မင်းတို့ကိုတစ်ချက်ထင်းနဲ့အပိုင်ပိုင်ဆောက်ဆောက်ဖြစ်သွားအောင်လုပ်လို့ရတယ်။အဲ့လူကြီးကလည်းပြောဆိုရင်းနဲ့လက်ကိုမြောက်တင်လိုက်တဲ့အခါမှာတော့လက်ချောင်းတစ်ခုမှဝတ်ဆင်ထားတဲ့လက်စုကနေအလင်းနှံတွေထွက်ပေါ်လာပါတယ်။အဲ့ဒီအလင်းနှံတွေကြောင့်မလို့ခမ်းမကြီးတစ်ခုလုံးကဝေးလက်သွားပါတယ်။စိတ်တလုံးကလည်းအဲ့ဒီလူတွေကိုကြည့်လိုက်ရင်းနဲ့လက်ဆက်တတော့ခမရတို့ကပရင်ကြီးခိုင်းကလူတွေပဲဗျ။အဲ့ဒီလူကြီးကလည်းပြုံးလိုက်က။အိုးမင်းတို့တိုက်သူသမားတွေထဲမှာငါတို့ခိုင်းအကြောင်းကိုကြားဘူးနာဝရှိတဲ့လူတွေပါသေးတာကိုကွာ။ အဲ့ဒီအခါမှာတော့လူအုပ်အတွင်းကနေစပေးချိန်ရှာထားတဲ့လူတူကလည်းပြေးထွက်လာကတာမိုးဒီမင်းဘာလို့ဒီကိုရောက်လာရလဲဟင်အဖေအဖေကတော့လိုက်ထွက်သွားတယ်ပြောပြီးတော့ဒီတဲ့ကိုဘလို့လို့ရောက်လာခဲ့ရလဲမိုးဆိုးကြီးကလည်းဘရင်ဂျီကိုင်းကကောင်းဆောင်ကိုကြည့်ပြီးတော့ဆရာကြီးကျုပ်ရဲ့သားလေးကိုတော့မဖမ်းပါနဲ့ဗျာသူ့ကိုတော့ကျုပ်မျက်နှာကိုထောက်ထားပြီးတော့လှုပ်ပေးလိုက်ပါအဲ့ဒီလူကြီးကလည်းခေါင်းကြီးလိုက်တာမလို့မိုးဆိုးကြီးကလည်းမိုးဒီထံကိုပြေးလာကမိုးဒီကိုလက်ဆွဲကခေါ်ဆောင်သွားပါတယ်တာယာ ီမျိုးဟောင်းကြီးတဲ့ကိုမလာပါနဲ့ဒီကိုသေးညိုင်းကြီးကိုလည်းမဝင်နဲ့တို့အဖေမာထားခဲ့တာမဟုတ်ဘူးလားဟုတ်ပါတယ်ဖေဒါပေမဲ့ယတနာတွေရရင်ချမ်းသာတော့မယ်ဆိုတဲ့စိတ်နဲ့ဝင်လာခဲ့မိတာပါဒါနဲ့အဖေကရောဒီကိုဘလို့ရောက်နေရလဲငါသားလူပဲပေါ့သားရဲ့ငါသားပြင်းပြပြပြဆစ်ဆင်းရဲ့နေရတာကိုအဖေမကြည့်ရလို့ဘရင်ဂျီကိုင်းကဆရာကြီးအထော်နီယိုနဲ့လိုက်လာခဲ့တာပဲအိုက်ကောင်ကလည်းမျက်နှာကိုမဲလိုက်ကမင်းတို့လည်းတိုက်တူးတဲ့လူတွေငါတို့ကလည်းတိုက်လာတူးတဲ့လူတွေပဲ အချင်းကြီးရန်သူတွေလိုမဆက်ဆက်သေးမှာဘူးကွာရန်သူတွေမဟုတ်ပေမဲ့ကျုပ်တို့ကပြိုင်ဘက်တွေဖြစ်သွားပြီမဟုတ်လားဗျဒါပေမဲ့ဒီလောက်များတဲ့ရေစံတာတွေကိုမင်းတို့အကုန်ယူနိုင်မှာလားကွာယူမှာအကုန်လုံးကိုယူမှာတကယ်လို့ရေတနာတွေကိုတွေ့ပြီးဆိုတာနဲ့ဒီထဲကနေတပြားမကြံအောင်တိုက်ထုတ်သွားပြီးတော့ပြေလံပြီးတော့ကိုယူမှာဗျမင်းတို့တွေတော်တော်လောဘကြီးတဲ့ကောင်တွေပဲကွာဒီမှာဖို့ကြီးဒီထဲကိုရောက်လာတဲ့လူတွေထဲမှာလောဘမကြီးရဲ့လူဘယ်နှယောက်ပါလို့လဲဗျအကုန်လုံးကလောဘတွေကိုရှိတ်ထားပြီးရောက်လာကြတာမဟုတ်လား ရင်ကြီးတွေကလည်းအဲ့ဒီလူကြီးတွေရဲ့လွယ်အိတ်တွေကိုဖျောက်ယူလိုက်ပြီးတော့ရှာဖွေလိုက်ပါတယ်အဲ့ဒီခါမှာတော့ပရဘိုက်တစ်စောင်ကိုတွေ့ရပါတယ်ပရဘိုက်မှာရေးသားထားတဲ့စာတွေကို တော့အက်ထော်နီယိုကဖတ်ကြည့်ရင်လည်းရပြီဟဲ့ငါတို့တွေဒီနေရာမှာပိတ်မိနေတာကိုဖြေရှင်းနိုင်မယ်တော့ချက်ကိုတော့တွေ့ပြီးကွာရင်ကြီးတွေကလည်းပရဘိုက်ကိုလှမ်းကြည့်ရင်လည်းဒီပရဘိုက်ကတော်တော်စုံလာပဲဆရာကြီးဒီတိုင်းသာဆိုရင်တော့ကျုပ်တို့အတွေ့အစည်းတဲ့အထိကိုရောက်နိုင်မယ်ထင်တယ်နော်ကဲဒီကောင်တွေကိုထွက်ပြေးလို့မရအောင်လို့မော်ကျိုးနဲ့တုတ်ထားလိုက် ပြီးရင်သူတို့ကဘာခေါ်လာခဲ့လိုက်ကြခမ်းမကြီးကတော့အတော်တန်ကျေပွန်းပြီးတော့လေးဘက်လေးတန်စလုံးကိုကြောက်နေရတွင်လည်းကာရန်ထားပါတယ်ခမ်းမဆိုပြီးမဲ့လဲပေ20ပတ်လည်ခဲ့တာကျေဝန်းတာဖြစ်ပါတယ်အနောက်ကိုပြတ်သွားနိုင်တဲ့ကြောက်ချက်ပြားခင်းထားတဲ့လမ်းတစ်ခုသာရှိပါတယ်ခမ်းမကြီးအတွင်းမှာတော့ညီသည့်အရာဝတ္ထုမှမရှိပါဘူးဒါပေမဲ့လည်းကြောက်သားနေရတွင်မှာတော့ရေညှိတွေကတ်နေပါတယ်အထော်နီယိုကလည်းပရပိုက်ကိုဖတ်လိုက်ရင်နဲ့လအစွမ်းတောက်ပရနေမှာခမ်းမကြီးကိုပိတ်ထားတယ် လာဆွမ်းအားရော့တဲ့နေ့မှာခမ်းမကြီးကပွင့်နေတဲ့ခမ်းမတွေကိုဝင်ဖို့ငါးဖြည့်မှရမယ်တဲ့ကွငါငါဆိုတာဘာလဲအေးကွစဉ်းစားစရာပဲအဲ့ဒီချိန်မှာပဲမိခါတို့ရဲ့ခြေထောက်တွေကတဖြည်းဖြည်းဆူဆူလာတာကိုခံစားရပါတယ်မကြခင်မှာပဲရေတွေအားလုံးကခြေမျက်စိထိအောင်လို့မြုပ်သွားပါတယ်မိအောင်နဲ့ကြည့်မိတဲ့အခါမှာတော့ခမ်းမမျက်နှာချက်ကနေရေတွေဟာတွတ်တွင်တွင်စီးကြလာတာကိုတွေ့ရပါတယ်ဆရာကြီးရေတွေစီးကြလာပါလား ဒီတိုင်းသာဆက်ပြီးစီးနေမယ်ဆိုရင်ကျွန်တော်တို့တွေရေနစ်ပြီးတိမ်မဲထင်းနေတော့ရေတွေကလည်းခမ်းမကြီးအတွင်ကိုတဝေါ်ဝေါ်နဲ့စီးကြလာပြီးတော့တဖြည်းဖြည်းပြေရှံလာပါတယ်ရေမျက်နှာပြေမှာတဖြည်းဖြည်းမြင့်တက်လာပြီးတော့မိခါတို့ရဲ့ခါးနေရာကိုပင် ရောက်ရှိလာပြီးဖြစ်ပါတယ်ရေကူးကြရေကူးထကြရေမကူးတတ်တဲ့သူကတော့တိမ်မှာပဲရေမျက်နှာပြေမှာတဖြည်းဖြည်းနဲ့မြင့်တက်လာပြီးတော့နောက်ဆုံးလူတရက်ပင်နစ်မြုပ်သွားပါပြီမိခါတို့ကလည်းရေထဲမှာအားကုန်ကူးခတ်နေရပါတယ်ဘရေဂျီခိုင်းကခိုင်းသားတွေကလည်း ရေထဲမှာရက်ကန်ရက်ကန်နဲ့ကူးခတ်နေရပါတယ်။ကုန်းတရာညက်ခန့်အကြမှာတော့ရေမျက်နှာပြင်ဟာခမ်းမအမှုမှာရှိနေတဲ့ကြောင်မျက်နှာကြီးနဲ့ထိလူနီပါဖြစ်လာပါတယ်။အဲဒီခါမှာတော့စိတ်တလုံးကလည်းလက်ပန်းကြကားရေအောက်ကိုနစ်မြုပ်သွားပါတယ်။မိခါကလည်းအသက်ကိုဝအောင်ရှူလိုက်ပြီးတော့ရေအောက်ကိုငုတ်လိုက်ပါတယ်။ရေအောက်မှာမှောင်မိုက်နေရမလို့တာမန်မျက်စိနဲ့မမြင်နိုင်လာမလို့ဒေဝဆကုနီနဲ့ကြိလိုက်တဲ့အခါမှာတော့စိတ်တလုံးနောက်ကိုကူးခတ်ပြီးတော့လိုက်လာခဲ့ပါတယ်။အဲဒီခါမှာတော့ခမ်းမရဲ့အောက်ခြေ ကြောက်ပြားတစ်ခုမှာမော်ပညာတစ်ခုကိုတွေးလိုက်ပါတယ်။မိခါလည်းအဲ့ဒီကြောက်ပြားချက်ကိုလက်နဲ့ဖိလိုက်တဲ့အခါမှာတော့လေးပေပလဲကန်ရှိတဲ့ကြောက်ပြားဟာတကားတစ်ခုတပွဲပွင့်ထွက်သွားပြီးတော့ရေတွေဟာလည်းအောက်ကိုဆွဲချလိုက်တဲ့ကဲတို့ဖြစ်သွားကစေတလုံးနဲ့မိခါတို့ဟာလည်းအဲ့ဒီအပေါက်ကနေပြုတ်ကျသွားပါတယ်။အဲ့ဒီရေထွက်ပေါက်ကနေရေတွေတဝဝနဲ့ကြဆင်းကုန်တာမလို့ကျန်တဲ့လူတွေအားလုံးကလည်းရေစီးအားနဲ့အတူအောက်ကိုမျောပါဆင်းကုန်ကြပါတယ်ရေစီးအားတိုင်းမျောပါသွားပြီးရဲ့နောက်မှာတော့ကျန်းပြေတစ်ခုပေါ်ကိုကြာရောက်သွားကြပါတယ် အဲဒီခါမှာတော့ကြဆင်းလာတဲ့ရေတွေဟာလေကျမ်းပြေနဘေးမှာပြုတ်လုထားတဲ့မြောင်ကလေးကနေတဆင့်စီစဉ်သွားပါလေအထော်နီယိုကလည်းအုတ်ထုတ်မှာစုံနေတဲ့ရေတွေကိုညှစ်ချလိုက်ရင်းနဲ့ရေဆိုတာကလရဲ့စွဲငါပေါ်မူတည်ပြီးတော့ပြောင်းလဲတတ်တာပဲဒါကြောင့်ခုနကအခန်းကြီးကရေကြီးတွေတက်နေရကိုအဲ့ဒီအခန်းရဲ့ကျမ်းပြေမှာတော့အယိုးစုတွေတစ်ခုနဲ့တစ်ခုထပ်နေကအခန်းကျမ်းပြေတစ်ခုလုံးကိုအယိုးစုတွေနဲ့ဖုံးလွှဲထားတဲ့ကဲတို့ဖြစ်နေပါတယ်အကြောင်းမျိုးမျိုးကြောင့်ကုသင်းချိုင်းကြီးထဲမှာတိတ်ဆုံးခဲ့တဲ့သူတွေနဲ့ ရုပ်အလောင်းတွေကိုရေအားနဲ့ဆွဲယူတိုက်ချကအခုအခန်းအတွင်းမှာပုံဩထားခဲ့ခြင်းဖြစ်မယ်လို့ယူဆပါတယ်။ငါပြစ်မှရမယ်ဆိုတာတကယ်တော့ငါတို့ကိုရေကူးခိုင်းတာပဲကွ။အချိန်တခုရောက်တဲ့အချိန်မှာဒီရီတွေကဟော်ဒီအပေါက်ပွင့်ပြီးတော့ပြန်စင်းသွားအောင်လူလုထားတဲ့ပုံပဲ။အယိုးလန်းတစ်ချောက်မှာရှောင်းလဲလာကြပြီးတဲ့အခါမှာတော့ပက်လန်းကြီးတစ်ခုအတွင်းကိုရောက်လာခဲ့ပါတယ်။ပက်လန်းကြီးထဲမှာတော့မီးထွန်းလိုက်တဲ့အခါပက်လန်းတစ်ဘေးမှာရှိနေတဲ့ကြောက်ခုံကြီးတွေပေါ်မှာတော့ရွှေပြားတွေရွှေစင်ရွှေသားတွေနဲ့ပြုတ်လုထားတဲ့ရုပ်ထုတွေ အတုံးဆောင်တွေကိုအများပြားတွေးလိုက်ပါတယ်။ဘရင်ဂျီကိုင်းကလူတွေကလည်းပျော်ရွှင်သွားပါတယ်။မိုးဆိုးကြီးကလည်းအလိုဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးတော့အနီးမှာရှိနေတဲ့ရွှေလေးကပုံကြီးကနေရွှေပြားတစ်ချက်ကိုထိလိုက်ပါတယ်။အဲဒီအချိန်မှာပဲမိုးဆိုးကြီးရဲ့ခြေလက်တွေတောင့်တင်းလာကမိုးဆိုးကြီးမှာနာကျင်စွာနဲ့အော်ဟစ်နေပါတယ်။ဟာရွှေလေးကကျဉ်စာတဲ့နေရဟိမိခါကလည်းပက်လန်းကြီးကိုဒေဝဆက်ကူအစွမ်းနဲ့လွှမ်းခြုံကြည့်လိုက်တဲ့အခါမှာတော့ရွှေပြားတွေအပေါ်မှာမှော်စွမ်းရင်ထောင်ချောက်တွေစုဝေးနေရကိုတွေ့လိုက်ရပါတယ်။ ရွှေပြားတွေနီးတူရွှေသားပစ္စည်းတွေအားလုံးပေါ်မှာလည်းထောင်ချောက်တွေကိုတက်ဆင်ထားပါတယ်။မိုးသည်ကလည်းအဖေပြည်သူထံကိုပြေးသွားပါတယ်။အဖေဘာဖြစ်တယ်လဲအဖေ။မိုးဆိုးကြီးကလည်းအယူကြီးတယောက်တစ်ဖွဲအော်ဟစ်နေပြီးတော့တကူလုံးအေးခဲကရေခဲရုပ်ကြီးတယောက်တစ်ဖွဲပြောင်းလဲသွားပါတယ်။အသားယူတွေကလည်းကြောက်သားတစ်ခုနဲ့မာကျော်သွားပါတော့တယ်။မိုးဆိုးကြီးကလည်းမော်စွမ်းရီထောင်ချောက်တွေနဲ့ထိတွေ့ကလူစင်စိအဖြစ်ကနေကြောက်ရုပ်အဖြစ်ကိုပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ပလန်းကြီးအတွင်းမှာလည်းကြောက်ရုပ်ပေါင်းများစွာကိုတွေ့ရပါတယ်။ ကျောက်ရုပ်တွေကလည်းရွှေပြားတွေကိုလှမ်းယူနေတဲ့ဟန်ရွှေအသုံးဆောင်တွေကိုလှမ်းယူနေတဲ့ပုံစံတွေဖြစ်နေကြပါတယ်မူသီးကလည်းအဖေဖြစ်သူရဲ့ခြေထောက်ကိုဖက်ကငိုယူနေပါတယ်ဘရင်ဂျီခိုင်းသားတွေကလည်းအတော်လေးကိုထိတ်လန့်သွားပါတယ်အတွေ့အကြုံရှိတဲ့အထော်နီယိုကလည်းကြီးရတာဘရင်မကြီးကမှော်စွမ်းရင်ထောင်ချောက်တွေကိုစင်ထားတဲ့ပုံပဲဒီထောင်ချောက်တွေကိုဖျက်ဖို့စ조사ရမယ်ငါအမိမရပဲနဲ့ဘယ်သူမှရွှေတွေကိုမထိကြနဲ့အထော်နီယိုအာယုံများနေတဲ့အချိန်မှာလူကြီးတွေဟာတယောက်မျက်နှာတယောက်ကြီးလိုက်ကြပြီးရဲ့နောက်မှာတော့ သူတို့အနီမှာရက်နေတဲ့ပရင်ဂျီခိုင်းသားတွေကိုကိုလုံးနဲ့ဝင်တိုက်ထိုက်လိုက်ပါတယ်အနောက်ကိုလဲကျသွားတဲ့ပရင်ဂျီခိုင်းသားတွေဟာရွှေပုံကြီးပေါ်ကိုလဲကျသွားပါတယ်အဲ့ဒီလူကြီးတွေကလည်းပရင်ဂျီခိုင်းသားတွေနဲ့တိုက်ခိုက်ကုန်ပြီဖြစ်ပါတယ်စိတ်တလုံးကလည်းကြိုးတွေကိုဆွဲဖြေလိုက်ပြီးတော့ပရင်ဂျီခိုင်းသားတွေနဲ့တိုက်ခိုက်လိုက်ပါတယ်ပရင်ဂျီခိုင်းသားတွေကမော်ပညာနဲ့စီရင်ထားတဲ့မော်တနက်တွေကိုအသုံးပြုပြီးတော့ပြစ်ခတ်တိုက်ခိုက်ကြပါတယ်မော်တနက်တွေအတွင်းကနေမော်ကြီးစံတွေကတဝုံဝုံနဲ့ပြေးထွက်လာပါတယ်လူကြီးတွေကလည်းပညာမသေးလာပြီး ရင်ကြီးကိုင်းသားတွေကိုမော်သွေးလက်နက်တွေနဲ့တိုက်ခိုက်ပါတယ်ပရင်ကြီးကိုင်းသားတွေကလည်းမော်ပညာတွေနဲ့ပြစ်ခတ်ပါတယ်အဲ့လိုရှုပ်ထွေးနေတဲ့အချိန်မှာတော့မိခါဟာပက်လန်းမကြီးအတိုင်းတက်ပြီးတော့ပြေးပါတယ်အဲ့လိုပြေးလွှားနေတဲ့ကြောက်သားတကားချက်ကိုတွေ့လိုက်ပါတယ်ပရင်ကြီးကိုင်းသားတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာတော့အတော်နီယိုဟာမိခါရဲ့နောက်ကိုပြေးလိုက်လာခဲ့ပါတယ်မိခါလည်းကြောက်သားတကားကိုတွန်းဖွင့်ရင်းနဲ့အတွင်းကိုတိုးဝင်သွားပါတယ်အတော်နီယိုကလည်းအဲ့ဒီတကားရဲ့အရှိမရက်တံပြီးတော့ကြံနေခဲ့ပါတယ် ဒီကလေးမကအတွေးပက်လက်နဲ့ကိုဝင်သွားတာပါလားသူ့တေရင်းကိုသူတူးသွားတာပဲအာတိုနီယိုကလည်းရေရွတ်ပြီးတော့အောက်ကိုပြန်ဆင်းလာခဲ့ပါတယ်မိခကလည်းမောင်မောင်မဲမဲအတွင်းမှာဆက်လက်ပြီးတော့ပြေးလွှားနေမိပါတယ်တနေ့အောင်ရောက်တဲ့အခါမှာတော့အနောက်ကလိုက်မလာမဲတိတ်လိုက်ရတဲ့အခါမှာတော့ရက်ပြီးတော့အမောဖြေနေလိုက်ပါတယ်ငါရောက်နေအတွင်းပက်လက်နဲ့မှာပါလားဒီတိုင်းသာဆိုရင်တော့သတိကြီးကြီးထားမှဖြစ်မယ်မိခကလည်းဖန်လုံးလေးကိုထုတ်လိုက်ပြီးတော့ငါရဲ့ကိုဘွားမှော်မြန်းရှင်အလင်းပြပါရှင် အဲ့လိုရေယူလိုက်ပြီးတော့လေပေါ်ကိုမြောက်တင်လိုက်ပါတယ်အတွေ့ပတ်လန်းထဲမှာမြောင်များလှစွာတဲ့ထောင်ချောက်တွေကိုတွေ့ရပါတယ်မိခါအမော့မျက်လုံးကိုထိ ंछ ုပ်ပြီးတော့ပတ်လန်းအတိုင်းဝင်သွားပါတယ်ထောင်ချောက်တွေဟာမော့မျက်လုံးကိုတွေ့ရတဲ့အခါမှာတော့အမျိုးစုံသောလက်နက်တွေဆက်လက်နက်တွေမော့အတက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ပါတယ်ဒါပေမဲ့လည်းမော့မျက်လုံးဟာတင်းငယ်လာတာမို့လို့အဲ့ဒီလက်နက်တွေထိမှန်ခြင်းကိုမခံရပြီးထောင်ချောက်တွေတိုက်ခိုက်ပြီးတဲ့အချိန်မှာတော့မော့စွမ်းအင်ပြေဖို့အတွက်အချိန်ခဏစောင့်ရတာမို့လို့မိခါဟာမော့မျက်လုံးနောက်ကနေပြေးလိုက်လာခဲ့ပါတယ် ။တနေရာကိုရောက်တဲ့အခါမှာတော့မော့စွမ်းအင်မြကြီးတစ်ခုကိုတွေ့ရပြန်ပါတယ်။အဲ့ဒီမြကြီးမှာမော့စွမ်းအင်တွေဟာတကားပေါက်တစ်ပေါက်ကိုပိတ်ဆို့ကာကာရန်ထားပါတယ်။မော့မျက်လုံးဟာလေအဲ့ဒီတကားနဲ့ထိတွေ့တဲ့အခါမှာတော့ဖောင်ကလေးပောက်ကွဲသွားပြီးတော့အစိမ့်စိမ့်အမွားမွားကြေသွားပါတယ်။သွားပြီ။ငါ့ရဲ့မော့မျက်လုံးလေးတော့ဆုံးပါပြီ။မိခါလည်းရေရွလိုက်မိပါတယ်။ငါဒီထဲကိုဘလို့ဝင်ရပါမလဲ။မိခါလည်းအကြံတော့ကစဉ်းစားနေမိပါတယ်။ဟုတ်သားပဲ။ မော်စွမ်းရင်ဆိုတာကညအချိန်မြောက်မှာစုနေတက်ပြီးတော့နေ့အချိန်ဆိုရင်နေပေါ်ကိုပြန်တက်တဲ့သဘောရှိတယ်။ရေပေါ်မှာဆိုရင်တော့နေ့အချိန်ရေအောက်မှာစုနေတက်ပြီးတော့ညအချိန်ရေပေါ်ကိုပြန်တက်လာတက်တယ်။ဒါဆိုမနေ့ရောက်ရင်ဒီစွမ်းရင်တွေကကုန်ခန်းသွားလိမ့်မယ်ထင်တယ်။ငါမနေ့ရောက်အောင်တော့စောင့်နေမှာဖြစ်လိမ့်မယ်။မိခကလည်းအနီးမှာရှိနေတဲ့ကြောက်တော်တုံးပေါ်မှာထိုင်ပြီးတော့စောင့်နေပါတယ်။အပြေပက်လန်းမှာလည်းတိုက်ပွဲတွေကပြင်းထန်နေပြီဖြစ်ပါတယ်။ဘရေဂျီခိုင်းသားတွေကအထိနာနေပေမဲ့လည်းမကြာခင်မှာတော့အထော်နီယိုကရောက်လာပါတယ်။ အထော်နီယိုကလည်းဖဲချက်လေးများကဲ့သို့ကက်ကလေးတွေကိုထုတ်ယူလိုက်ပါတယ်။အဲဒီကက်လေးတွေကိုလေးပေါ်ကိုမြှောက်တင်လိုက်တဲ့အခါမှာတော့ကက်ပြားကလေးတွေဟာလေးပေါ်မှာလှည့်လည်ပြန်တန်းနေပြီးရဲ့နောက်မှာတော့လူကြီးတွေကိုထိမှန်ကုန်ပါတယ်။လူကြီးတွေကလည်းကက်ပြားတွေကိုပြန်လဲကဝဲပေးမိမတက်နိုင်တာကြောင့်မလို့ထိမှန်ကုန်ပါတယ်။လူကြီး၃ယောက်ဟာလည်းမြေပေါ်မှာလဲကျသွားပါတယ်။စေတလုံးနဲ့အထော်နီယိုကလည်းဆက်လက်တိုက်ခိုက်ပါတယ်။အချင်းတော်ကြောင်လို့တိုက်ခိုက်နေပြီးရဲ့အခါမှာတော့စေတလုံးကရှုံးနေသွားပါတယ်။ အတော်နီယိုကလည်းအတော်လေးကိုမောပန်းနေပြီဖြစ်ပါတယ်။မင်းတို့တော်တော်ပြောရခက်တယ်ကောင်းနေပါလားကွာ။အခုတော့ခဏအိတ်ဒီကြောင်ဒီရွှေပြားကထောင်ချောက်တွေကိုဖယ်ရှားပြီးတဲ့အချိန်မင်းတို့တွေရွှေတွေကိုတည်ပေးကြရမယ်ကွာ။ပြီးတော့မှမင်းတို့ကိုရောဟော်ဒီဂူတင်းချင်းကြီးကိုရောအားလုံးကိုဖျက်ဆီးပစ်မယ်။အတော်နီယိုကလည်းကြုံးဝလိုက်ပြီးတော့အစီရင်တွေကိုပြုတ်လုံနေပါတယ်။ကြံနေသေးတဲ့ပရင်ဂျီခိုင်းသားတွေကလည်းပလန်ကြီးရဲ့ပက်ပက်လေးနေရာတွေမှာမော်တိုင်းနှမိုက်တွေကိုတက်ဆင်နေပါတယ်။မိကားလည်းထိုင်နေနေမိခနဲ့အိပ်ပျော်သွားပါတယ်။ တစ်ချက်အငိုင်းမှာတော့လက်နိုးသွားတဲ့အခါမော်စွမ်းရင်ပကြီးကမရှိတော့ပါဘူးဒါကြောင့်မလို့ကြောက်တကားကိုတွန်းဖွင့်ပြီးတော့အတွင်ကိုဝင်လာခဲ့လိုက်ပါတယ်အတွင်မှာတော့ပေ30ပတ်လေကန်ရှိနေတဲ့စဝိုင်းပုံခမ်းမကြီးရှိပါတယ်အဲ့ဒီခမ်းမကြီးရဲ့အလဲမှာရှိနေတဲ့ပြေပြင်းဟာမိုးမောင်နေပြီးတော့ပြေပြင်းရဲ့အထက်မှာတော့ရွှေရောင်ခေါင်တလာကြီးတစ်ခုကိုတွေ့ရပါတယ်ခေါင်တလာကြီးရဲ့အပေါ်ကိုနေရောင်တစ်ဖွဲအလေးရောင်တွေကဖြာကျနေပြီးတော့ခေါင်တလာကြီးရဲ့နဘေးပပလဲမှာရှိနေတဲ့မြေပြင်မှာလည်းအနေရောင်ပန်းခွင့်ကလေးက ွင့်လန်းနေတာကိုတွေ့ရပါတယ်။မိခရတဲ့ခေါင်တလာကြီးအနီးကိုတဖြည်းဖြည်းတိုးကပ်လာခဲ့ပါတယ်။ခေါင်တလာကြီးကိုမှန်သားချက်ကြီးတစ်ဖွဲကြည်လင်ထားတဲ့ကြောက်တလင်းပြားကြီးနဲ့ဖုံးအုပ်ထားတာမလို့အတွင်မှရှိနေတဲ့ရုပ်အလောင်းကိုမြင်တွေ့နေရပါတယ်။မောရထေဝီရဲ့ရုပ်အလောင်းဟာနေပေါင်းတစ်ထောင်ဒီပါကြာမြင့်ခဲ့ပြီးဆိုပေမဲ့မနေ့တနေ့ကမှသိမ်းဆုံးထားတဲ့လူတူဦးကဲ့သို့လက်ဆက်နေသေးတာကိုလည်းတွေ့ရပါတယ်။နှကန်းဖူးဖူးမှာနီရဲပွင့်အာနေပြီးတော့ပါကလေးမှလည်းနီရဲနေပါတယ်။ဘယင်မကြီးဟာအသက်130လို့ဆိုပေမဲ့လည်း ဇေကျော်သက်မိန်းကလေးတဦးတစ်ဖွဲလှပနှုပြုံနေပါတယ်။မင်းထူးဆန်းသွားတယ်မဟုတ်လား။အတန်ကြီးတကူးကိုကြားလိုက်ရတာမို့လို့မိခါကလည်းအလွန်အံ့ဩကထားခုံမိလိုက်ပါတယ်။အတန်ကြားရကိုလည်းကြည်လိုက်တဲ့အခါမှာတော့ခမ်းမကြီးရဲ့တနေရာမှာကြောက်ရုပ်တူအပိုင်းစာကြီးရဲ့တခုပေါ်မှာတော့အဖိုးကြီးတူထိုင်နေရကိုတွေ့လိုက်ရပါတယ်။ရှင်ရှင်ကတဲရဲလားလူလား။မင်းကဒီထဲကိုတော့ရအောင်လာနိုင်တာပဲ။ငါ့ကိုတဲရဲလားလူလားတော့မခွဲခြားတတ်ဘူးလား။ရှင်ကလူတယောက်ပဲဖြစ်ရမယ်။ဟုတ်တယ်။ ရှင်ဘာဖြစ်လို့အဲ့ဒီမှာထိုက်နေရလဲမဟုတ်ပါတော့ရောရှင်ကဘယင်မကြီးရဲ့ကိုရံတော်ကြီးများလားမဟုတ်ပါဘူးကွာငါကမင်းတို့ပဲဒီတဲကတစိတ်တော်ကိုကူးယူဖို့ရောက်လာခဲ့တဲ့သူပဲဘလို့ရှင်ကကျမတစိတ်တော်ကိုကူးယူဖို့လာတယ်ဆိုတော့ဘလို့လို့ပြောသိရတယ်သိတာပေါ့ကွာအပြစ်ပတ်လန်းကိုလာတဲ့လူတွေကချွေတွေယူဖို့ပဲအတွင်းပတ်လန်းကိုလာတဲ့လူတွေကတစိတ်တော်ယူဖို့ပဲမဟုတ်လားတစိတ်တော်ဆိုတာဟာဘယ်ဟာများလဲဘယင်မရဲ့လက်တကျယ်ကိုကြီးလိုက်လေ ဘိုးကြီးကပြောတာမလို့ခေါင်းတလာအတွင်းကိုကြည့်လိုက်တဲ့အခါမှာတော့ဘေးမကြီးရဲ့လက်တကျွဲမှာလက်စုပ်တစ်ခုဝတ်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်။လက်စုပ်မှာတော့မြည်သည့်ဟေသနာကိုမှမစီချဲထားပဲနဲ့စလုံးလေးတစ်ပွဲခြေမျိုးမျိုးပုံစံတွေထင်းထူထားတာကိုတွေ့ရပါတယ်။တစိမ့်တော်ဆိုတာဒါလား။ဘေးမကြီးကသူ့အမိစာတွေရေးပြီးတဲ့အခါဒီလက်စုပ်ရဲ့ထိတ်ကို ပေပူးလာရဲ့ထိတ်မှာမော်ပညာနဲ့တစိမ့်တုံးခန့်နေတယ်ရှိတယ်ကွ။မိခကလည်းဥဆောင်ပေါ်ပေးလိုက်တဲ့ပိစာဖြူလေးကိုထုတ်လိုက်ကား လက်စုံမှာရေးဆွဲထားတဲ့စာသားတွေကိုကူးယူဖို့အတွက်ကြိုးစားပါတယ်။ဒါပေမဲ့လည်းပိတ်စာသားပါလာပြီးတော့ရေးစရာမပါလာခဲ့ပြီ။ဒုက္ခပဲရေးစရာလည်းမမှတ်ပါမလာခဲ့ဘူး။အဲ့ဒီဘန်နီဒီလေးတွေကိုချိုးလိုက်ရင်သွေးလိုအရေးလေးတွေထွက်လာလိမ့်မယ်။မင်းအဲ့ဒီအရေးနဲ့ရေးလို့ရတယ်။မိခကလည်းအဖိုးကြီးပြောတဲ့အတိုင်းဘန်မီလေးတပင်ရဲ့ရိုးရံလေးကိုချိုးလိုက်တဲ့အခါမှာတော့ညီရဲနေတဲ့အရေးတွေကထွက်ကြစီးစင်းလာပါတယ်။အဲ့ဒီအရိုးရံကလေးကိုစုပ်တပွဲအုံပြူပြီးတော့ပေပြူထံမှာကူးရေးလိုက်ပါတယ်။ ငါမင်းကိုစောင့်နေခဲ့တာ၄-၅နှစ်လောက်ရှိပြီထင်တယ်။ကျမကိုကျမဘာဖြစ်လို့စောင့်နေရလဲ။ဒူးစားလဲဖို့ပေါ့။ရှင်ဘလို့ပြောလိုက်တယ်။ဟုတ်တယ်။အတွဲပတ်ထဲကိုဝင်ပြီးတော့ဟောဒီခံပါတွေကိုရောက်တဲ့လူဟာအပြေထွက်ရယူထုံးစံမရှိဘူးကွ။ပြန်ထွက်လိုက်တာနဲ့ဘယင်မကြီးရဲ့ကြိမ်စာမိပြီးတော့သေဆုံးသွားတဲ့။ဒါပေမဲ့နောက်ထပ်လူတယောက်ရောက်လာခဲ့တဲ့ဆိုရင်တော့အဲ့ဒီလူကိုဒီခန်းမထဲမှာစောင့်ထားခဲ့ပြီးတော့အရင်ကြံနေခဲ့တဲ့လူကထွက်ခွင့်ရှိတယ် ဒါကဒီခန်းမကြီးရဲ့ကျိန်းစာပဲဒါဆိုရင်ရှင်ဆိုလိုချင်တာကကျမကိုအဆောင်ပြေထားခဲ့ပြီးတော့ရှင်ကပြန်ထွက်တော်မယ်ပေါ့အဖိုးကြီးကလည်းကြောက်ထိုင်ကုန်ကနေထားလိုက်ကခါဆန့်လိုက်ရင်းနဲ့ဟုတ်တယ်အခုမင်းအထဲမှာနေရမယ်အလှပဲငါတို့လွတ်ပြီးကျွပြီးဟဲ့အဖိုးကြီးကလည်းပြောရှင်းစွာရေယူလိုက်ကခန်းမအပြင်ကိုဥတီပြီးတော့လေမြန်စွာထွက်ပြေးသွားပါတော့တယ်ပရိသတ်တွေခုနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူအက္ခဆောရေးသားထားတဲ့ အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းဆက်ဖြစ်တယ်။အဝိဇ္ဇာတော်တောင်းနဲ့မေရိစရာမျိုးဟောင်းဆိုတဲ့ဇလန်လေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။နောက်ထပ်လေအဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းဆက်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နာတော်ရဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ဇလန်လေးကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။